တို့ကဘရင်နောင်ရဲ့ကိုဘွားတွေပဲဗျကျွန်တော်တို့အားလုံးကဘရင်နောင်ပဲဗျ Okay Then check this out အနည်းဆိုလို့ရှိရင်ဦးစင်းတို့ဒါဗီဒီယိုစစ်တေပေါ့နော်ဒီထဲနဲ့ဟိုကြီးလိုတယ်နော်အထက်ကိုတို့ကတင်ပြတော့ဒီကြီးလိုတဲ့နေရာကိုဘာလဲဆိုတော့တိုက်ပွဲမဖြစ်ဘူးဆိုပြီးမှတို့ကတင်ပြတယ်နော်တင်ပြတယ်တကယ်လို့ဒါအထောက်အထားရှင်ပြရခိုင်းလုံးနဲ့လားဆိုလို့ရှိရင်လည်းဥစဉ်အဲ့ဒီလိုတဲ့တူတွေကိုဒါတိုင်မှုကြီးဆိုတက်နေမှုဆိုခေါ်ပြီးမှပြောလို့ရတယ်เนาะကြီးလို့ဒီတယောက်မှ90လောက်ပဲရှိတယ်ဗျာဟုတ်လား တိုက်ပွဲမဖြစ်ဖဲနဲ့ကြီးပစ်မပစ်တယ်လို့ဒုဒုကတင်ပြတယ်။အဲဆိုတိုက်ပွဲမဖြစ်ဖဲနဲ့အဲ့ဒီเนาะအဲ့ဘိုးကြီးကဘယ်နှပုံနေရလဲပေါ့နော်။တို့ကဘရင်နောင်ရဲ့ကိုဘွားတွေပဲဗျ။အဲ့တော့သူနောက်ဆုံးပြေးတယ်လားဥစဉ်ကမင်းခွင့်ပြန်ထောက်ရမလို့ဖြစ်နေနော်မင်းကဒါတို့တွေနောက်ဆုံးပြေးတယ်ဥစဉ်တို့ပြည်သူစစ်ကြီးပဲဒါကြံခဲ့တယ်ကြံခဲ့တယ်နော်ပြီးမှညင်ပြီးဆိုတော့သူပြန်လာတယ်ကျွန်တော်တို့အားလုံးကဘင်းအောင်ပဲဗျခြေထဲမှာကြာနေကိုတော်ကကိုစီယူထားတဲ့တူတွေကိုဒါပြောချင်ပါတယ်ဗျာနော်ခင်ဗျားတို့ပြည်သူစစ်တနေ့ကမနေ့ကပေါ့ဗျာမနေ့ကဟာမျိုးခင်ဗျားတို့လုပ်ရည်လဲ ကလေးထားပြီးမှကိုကနောက်ဆုံးပြေးတယ်ဆိုတော့ကျုပ်ကပြောမှာပြောမှာပြောမှာခင်ဗျမပြောဘဲတော့မနေနဲ့ဥစဉ်တော့ပြောမှာဥစဉ်စီမှာအတားဖိုင်နေရှိတယ်ပဲဘူကြီးကဘယ်လိုပြန်ပြေးသွားလဲဘူကြီးဘယ်လိုပျောက်သွားလဲဆိုတော့တန်တဲ့လူတွေလိုပြေးသွားပြန်ပြန်ခဲ့တယ်ဆိုတော့ကြောင်းခင်ဗျတို့အဲ့ပုံစံမျိုးချိုးကြည့်ဥစဉ်အတိုင်းမူခါလေးပြောမှာနော်ကျွန်တော်တို့ကဘင်းနောင်ရဲ့ကိုပွားတွေပဲဗျကျွန်တော်တို့အားလုံးကဘင်းနောင်ပဲဗျ another one ဒီနေရာမှာကျွန်တော်စစ်ပြေးတွေရဲပြေးတွေဘာကြောင့်မို့များလာတယ်ဆိုတော့တကယ် root causes ကိုကျွန်တော်အနေနဲ့ ဖြေထုတ်ဖို့တော့အခုကျွန်တော်စူးစမ်းနေတယ်နော်ဆိုတော့ကျွန်တော်ကအခု ARV မှာပထမကအဲ့လိုမျိုးရဲကိုရောက်ပြေးတာတွေရဲတယောက်ပြေးတာတွေစစ်တီတွေပြေးတာတွေနော်စစ်ပြေးတွေများနေတာတွေနောက်ပြီးတော့ပကိုးဘက်မှာညောင်ကျိုးဘက်မှာလည်းအဲစစ်ပြေးရဲပြေးတွေတအားများနေတာတွေကဘာကြောင့်မို့လဲကျွန်တော်တို့ကဘရင်နောင်ရဲ့ကိုပွားတွေပဲဗျကျွန်တော်တို့အားလုံးကဘရင်နောင်ပဲဗျခုလက်ရှိအခြေအနေမှာကြတော့ပြည်သူစစ်မှုတန်းကလည်းဟဲ့လားအပတ်စင်လိုက်အပတ်စင်လိုက်အပတ်စင်လိုက်ဝင်တဲ့အခါကျတော့စစ်တပ်မှာဖွဲ့စည်းပုံတွေကလည်းအများကြီးပြည်နေဖြစ်တယ်နော် ပြည့်တဲ့အခါမှာအရှင်းမှာရှိနေတဲ့သူတွေအားလုံးခင်ဗျားတို့ဒီသူတို့ရဲ့ဂတိဂတိစကားဆိုတာရှိတာပေါ့ဆိုတော့ကျွန်တော်စာချုပ်စာချုပ်စာရန်ဂရိကစကားရာဟိုထွက်တဲ့နေသူတွေနော်ထွက်ဖို့အချိန်တန်နေတဲ့သူတွေထွက်ချင်လို့ရှိရင်ခင်ဗျားတို့စစ်တပ်ကလည်းထွက်ခွင့်ပေးတင်တယ်မဟုတ်ဘူးလားနော်အထောက်ခွင့်ပေးတင်တယ်အဲ့ဒီမျိုးပေးတဲ့ခါကျတော့သူစစ်တီတွေမှာစစ်သေးဝင်သွားလို့ရှိရင်တခါလဲသိရပါအမှတ်သားကြီးပုံစံမျိုးဖြစ်နေတယ်အဲ့တော့စစ်တီတွေဘဝမှာစစ်တပ်ကနေပြီးတော့အရှင်ထွက်မထွက်ရတဲ့ပုံစံမျိုးတွေအထိအရှင်ထွက်တော့ထွက်လို့မရတော့ဘူးဟေးဆိုတဲ့ပုံစံမျိုးခင်ဗျားတို့စစ်တပ်ကို အရှိကသွားတဲ့အရှိမှရှိနေတဲ့သူတွေကလည်းစစ်တပ်မပြောတော့ဘူးအနောက်ကဝင်လာမဲ့သူတွေကလည်းမဝင်ကျင်တော့ဘူးစစ်တပ်သွေးလည်ပတ်မှုမှမကောင်းဘူးအဲ့တော့မလုပ်အောင်လို့ဆိုရှင်အရှိတန်းမှာအရှိကဝင်တဲ့သူတွေအားလုံးလည်းအချိန်ပြည့်ပြီသူစာချုပ်ပြည့်ပြီဆိုရှင်ထွက်ခွင့်ပေးပါနော်အနောက်ကလည်းဟိုဝင်မဲ့သူတွေအားလုံးခုစစ်တပ်ကမဝင်မနေရဥပဒေနဲ့ခင်ဗျားတို့ပြဋ္ဌာန်းထားတာပဲလေနော်အဲ့တော့ဒါမျိုးသွေးလည်ပတ်မှုသာကောင်းနေမယ်ဟေးဆိုလို့ရှိရင်အဲစစ်တပ်ကလည်းစစ်တိုက်တဲ့နေရာမှာတော်လိုက်မဲ့ဖြစ်ချင်းပြာနော် တို့ကဘရင်နောင်ရဲ့ကိုဘွားတွေပဲဗျ။အဲ့ဒါတိုက်ပွဲမဖြစ်ဖဲနဲ့အဲ့ဒီเนาะအဲ့ဘူကြီးကဘယ်နှပုတ်နေရလဲပေါ့နော်။ဟုတ်ဘလို့နေဖြစ်ကုန်သားရှေ့တန်းမှာဟုတ်ပါစားတွေဝင်လာဝင်လာပါစားတွေပြေးနေတယ်အများကြီးပဲပြေးကြတာပဲเนาะ။အဲ့လိုပြေးရတဲ့အကြောင်းရင်းကတော့ဘဘူးနဲ့အထဲမှာရှိရသေးတယ်ထပ်ပြေးရမှာ။ဘာကြောင့်လဲ။တို့ကဘရင်နောင်ရဲ့ကိုဘွားတွေပဲဗျ။ညာကတိမှမတီးတာဂရိဥမာပြ3နှစ်ဆို3နှစ်3နှစ်စာချုပ်သမားတွေ3နှစ်နဲ့ပြင်ထွက်ပြေးစေ10နှစ်ဆို10နှစ်ပြင်ထွက်ပြေးစေနော်ပြီးနောက်လူတွေထပ်ဝင် စစ်တပ်ကသွေးလည်ပတ်မှု ကောင်းနေမှာအဲ့တော့ခင်ဗျားတို့စစ်တပ်ကဒီလိုမျိုးပေါ့ဂရီမတီအဲစာချုပ်နဲ့ဒုတ်ထုံးလုံးကြီးနဲ့ဂရီမတီတဲ့ခါကြတော့ရေရှည်မှာစစ်တပ်ကကြာရှုံးတတ်တယ်နော်မကောင်းဘူးကောင်းတာပေါ့မကောင်းဘူးကောင်းတာပေါ့မကောင်းဘူးကောင်းတာပေါ့အဲကောင်းလို့ဆိုတော့မင်းဒူလန်ဆော့ဆော့မင်းမပြောနဲ့နော်ကိုယ့်ကိုကိုယ့်ကိုငြိမ်းနေဟာအေးတောင်း 你你破拉倒。你你那个把你搞的是赢哪里的？今天杀球是，今天杀球啊，昨天杀球，昨天杀球呢，稳多嘞。အဲစစ်တီရဲ့အများကြီး ပြန်ရောက်စစ်မှုထမ်းတဲ့စစ်တီတွေအများကြီးရှိတယ်။သူတို့တွေကစာချုပ်ပြည့်ပြီ။စာချုပ်ပြည့်တဲ့ဟာကိုအထက်ကလုတ်တာလားအလေကလုတ်တာလားအောက်ကလုတ်တာလားမသိဘူး။အခုချိန်မှာတနစ်စာချုပ်ပြည့်တဲ့သူတွေကထွက်ချင်နေလာပြီ။သူတို့တွေချွေးနဲ့လည်းပေးဆက်ပြီးသွားပြီ။တွေးနဲ့လည်းပေးဆက်ပြီးသွားပြီနော်။ ဒါကိုအောက်မှာရှိတဲ့စစ်တိုင်းမှုတွေကဘာထက်လောက်တာလဲဒီလူတွေကိုအခုချိန်အထိထွက်ခွေလည်းမပေးဘာမှလည်းအကြောင်းမပြန်ဟုတ်လားဟိုတနစ်စာချုပ်ကပြည့်သွားပြီတဲ့ခါမှာနောက်ထပ်6လပါအခုဘာမှမကြားပဲနဲ့ဆက်လက်နေထိုင်နေရတယ်ဆိုတဲ့ခါကျတော့စစ်တိုင်းမှုရဲ့အဖြစ်လားစစ်တိုင်းမှုကပဲဥမာပြစ်လှုပ်ရှားတာလားဆိုလို့ကျွန်တော်အဲ့ဒီအဲ့ဘက်ချမ်းဆိုတော့ဘောနမခဖြစ်မှာပေါ့ဗျာနမခစစ်တိုင်းရဲ့အောက်မှာဖြစ်ပါလိမ့်မယ်အဲ့တော့ခင်ဗျားတို့ဒါလှုပ်ရှားနေတာလားကျွန်တော်တို့ထပ်မေးရအောင်အထက်ကလှုပ်ရှားပဲခင်ဗျားတို့လှုပ်ရှားနေရလားစစ်မှုထမ်းဥပဒေအောက်မှာ တော့ခင်ဗျားတို့ဒါမျိုးတစ္ဆာမရှိဂရိမတည်လို့ရှိရင်နောက်ကဝင်တဲ့လူဝင်မှာမဟုတ်စစ်တမ်းဝင်လို့ကြာမှအထွက်ပြေးနေမယ်သူတွေနော်ကျမတို့ကအဲ့လိုမျိုးပေါ့အဂတိမတည်တစ္ဆာမရှိတဲ့ခါကျတော့ကျုပ်တို့တော်မှပဲတနည်းအားဖြင့်အပြစ်ပကင်းတဲ့သူတွေထဲမှာပါသွားတယ် ကျွန်တော်တို့ကကြားရရနေပြီးတော့သိရမလားဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟို endorsement ပေးခဲ့တဲ့သူတွေကအပြစ်မကင်းဖြစ်ရတယ်အဲ့တော့သူတို့တွေရဲ့ဒုက္ခတွေကကျွန်တော်တို့လည်းတက်နိုင်ကြတယ်ကျွန်တော်မှတာဝန်ပြန်ယူရမယ့်ပုံစံမျိုးတွေဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့ကတော့ဘဲတက်ကဘဲစစ်တီကဘယ်လောက်ထိပြည့်နေပြီပြည့်ရတာနဲ့မထွက်ရဘူးဆိုတော့ကျွန်တော်ကဆက်လက်ပြီးပြောသွားရမှာပဲမပြောလို့ကျွန်တော်မပြောလို့ရှိရင်ကျွန်တော်တို့လည်းတာဝန်မကင်းရရောက်တယ်ကျွန်တော်တို့ကိုယ်တိုင်မှဒီစစ်မှုတမ်းဥပဒေကိုပေါ်ဆောင်တဲ့အခါမှာရှင်းပြခဲ့တယ်အဲ့ဒါလမ်းမှန်ကြောင်းဘယ်လိုရကြောင်းအစတဖြစ်ပေါ့ဗျာနော် သိရင်ကျွန်တော်ကစူးစောင်းရေးကြအောင်အဲ့ပုံစံမျိုးထိကိုဒါစစ်တပ်ရဲ့ဘယ်လိုဟောမလဲကျွန်တော်ဒါမျိုးပြောရဲဆိုတာလဲစစ်တပ်ကိုလော်ဘီလုပ်ပေးနေမှာပေါ့စစ်တပ်ရဲ့လုံထုံးလုံနည်းတွေဒီပေါ့စီကန်းချက်တွေကိုကျွန်တော်ကြည့်ပြီးတော့ကျွန်တော်တို့ကဘယ်လိုခေါ်မလဲဆိုတာ interpretation ပေါ့ဗျာနော်ဟိုနားလည်တဲ့စကားမျိုးနဲ့ပြန်ပြီးတော့ကျွန်တော်ပြောပြောကြပြီးခဲ့တယ်ဖြစ်တယ်အဲ့တော့အခုလည်းစစ်တပ်ရဲ့လုံထုံးကျွန်တော်မမားခဲ့ပါဘူးအခုလည်းမမားဘူးဒါပေမဲ့မားနေတာဘာလို့လဲဆိုတဲ့ခါကျတော့စစ်တိုင်းမှုတွေလှုပ်လှုပ်တဲ့ပုံစံမားနေတာ